တန်လျင်နဲ့ကြောက်တန်းမြို့နယ်အတွင်းကကီလိုဝါအထူးစီးပွားရေးဆောင်ကိုမြန်မာနဲ့ဂျပန်ပူးပေါင်းတိစောက်သွားမှာဖြစ်ပြီးမြန်မာဘက်က58ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံသွားမယ်လို့ January 9ရက်နေ့မှာအမျိုးသားစီမံကိန်းဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI မှပြုလုပ်တဲ့ဆွေးနွေးပွဲမှာအမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဒုတိယဝန်ကြီးဦးဆက်အောင်က လန်ဒရာတည့်စင်မီ စတဲ့အခြေခံအဆောက်အဦဆိုင်ရာတွေကိုမြန်မာဘက်ကပတ်မိုးသွားမှာဖြစ်ပြီးဇုံပြင်ပအတွက်ဂျပန်နိုင်ငံကနေအတိုးနှုံ၃ညတသမ၁တုံညရာခိုင်နှုန်းနဲ့နှစ်၄၀စာချင်းငွေနဲ့လုတ်ကင်သွားမယ်လို့ဆိုပါတယ်။ဒီစီမံကိန်းမျိုးကအစိုးရတည်ရဲ့ကောင်းမဲ့ကောင်းမဲ့အရေးကြီးပါတယ်ဆိုလို့ပြောပြထားပါတယ်။ပြပြထားတဲ့ကောင်းမဲ့ကောင်းမဲ့ရှိမှုလို့အတွက် ာနိုင်ငံကလည်းခုနလိုဂျိုင်ကာမျိုးမျိုးဂျေနိတ်ကိုမျိုးဝတ်ပြီးတော့အ ਨੇ ငယ်ပါဝင်ဖို့လိုရှိတဲ့အတွေ့မြန်မာဘက်မှာလည်းနိုင်ငံတော်အစိုးရအနေနဲ့အ ਨੇ ငယ် as a token ပါဝင်ဖို့တင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကမ်းလှမ်းထားပါတယ်မြေက9900ကျော်ပေါ်မှာတိဆောက်မဲ့တီလဝအထူးစီးပွားရေးဆောင်စီမံကိန်းကို2015မှာအပြည့်သက်တိဆောက်သွားမှာဖြစ်ပြီးအများပိုင်းကုမ္ပဏီတစ်ခုထူထောင်ပြီးအမေရိကန်နဲ့ဥရောပနိုင်ငံများကိုလည်းဖိတ်ခေါ်ထားတယ်လို့ပြောပါဗျာ။ကျွန်တော်တို့ မြန်မာနိုင်ငံတာဝန်ရှိတဲ့ပုံစံတွေကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံတာဝန်ရှိတဲ့ကြီးရဲ့ပါဝင်ပုံစံတွေ concern ပေါ့ကျစီစံတာတော့ပါတယ်ဆိုတော့ကျွန်တော်တို့ရှိရတဲ့လုံသားလုံချမ်းလုံသားဘဝနဲ့လုံကံရရှိမှုတွေကျွန်တော်စဉ်းစားနေရတယ်။ management level ကြီးကျွမ်းကျင်မှုနော်ကျွမ်းကျင် ီမှာဟိုတက်လာတော့ scale တွေပဲဒီလိုနေရာကြီးမှာဆောင်ရွက်ဖို့ဆောင်ရွက်နိုင်ဖို့ပဲကျွန်တော် capacity building တွေညာနေမှာ Mitsubishi, Sumitomo နဲ့ Marubeni စတဲ့ဂျပန်ကုမ္ပဏီသုံးခုနဲ့ပူးပေါင်းတိစောက်သွားမှာဖြစ်ပြီးစီမံကိန်းအသေးစိတ်ကိုဒီနှစ်ကုန်မှာအပြည့်အစုံရေးဆွဲမယ်လို့ဆိုပါရယ်။တီလဝါအထူးစီးပွားရေးဆောင်ဟာအရှိတောင်အာရှမှာကြီးမားတဲ့စီမံကိန်းကြီးတစ်ခုဖြစ်လာဖို့ရှိပြီး ဒေသခံတွေအလောက်ကင်ခွင်လန့်နဲ့အကျိုးမြတ်ရစေဖို့ဦးစားပေးစဉ်းစားသွားမယ်လို့အစိုးရကပြောဆိုခဲ့ပါတယ်။